ဖဆီဂျာနယ်မှာစောင်းပါးတွေရေးသားခဲ့တဲ့စာရေးဆရာမမီရှီကူဟာစာပေကိုထင်မှတ်နိုးလွန်းတာကြောင့်စာပေလောကတွေကိုဒီစာအုပ်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ဒေဝုထုမှာကျောင်းသားဘဝကိုချစ်ဇလန်းတစ်ပုဒ်ဖြင့်ဇာတ်ရင်တိစောက်ထားပြီး ။ရင်ပချင်းထက်တူညီတဲ့ပြိတ္တတွေအတွက်အကြိုက်တွေ့စေမှာပါ။စာတပုတ်ဖတ်လိုက်တာနဲ့ပြိတ္တတွေရင်ပတဲ့ခံစားချက်တစ်ခုခုကြံအောင်အားစိုက်ထားသလိုလူငယ်တွေအတွက်ကျိုးဖြစ်စေတဲ့စာတွေကိုတတ်နိုင်သလောက်ကြိုးစားရေးသွားမယ်လို့မီရှိကူကဆိုပါတယ်။ တူတာပဲဖြစ်ရတာပဲဖြစ်ဖြစ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ဖက်လိုက်တဲ့အခါမှာစာတဝုတ်ဖက်လိုက်တဲ့အချိန်မှာရင်းထဲမှာတခုခုကြံခဲ့ပြီးတော့ရေးကြည့်ရင်ပေါ့နော်အဲ့အဲ့ပုံမှာလည်းရေးရတဲ့သူတွေပုံမှာအရန်ဟိုဘလိုခေါ်မလဲသူတို့အားစိုက်ထုတ်ထားတာလေးလည်းရှိပါတယ်အဲ့လိုမျိုးပဲဒီညီမရဲ့စာအုပ်ကလည်းစရေးပြီဆိုတော့ဟိုအနည်းဆုံးတော့လူတယောက်မှာခံစားမှုလေးပဲဖြစ်ဖြစ်အနည်းဆုံးတွေ့ကြမယ်လို့ထင်ပါတယ်အဲဒီထက်လည်းဆက်ပြီးတော့ကြိုးစားသွားပါအောင်မယ်နောက်ပြီးဒီလိုဒီလိုကောင်းမွန်တဲ့ဟိုစာအုပ်လေးတွေပဲဖြစ်ဖြစ်လူတယောက်ဘလိုပဲဖြစ်ဖြစ်အကျိုးပြည့်တဲ့စာလေးလည်းရေးဖို့ဆက်ဆက်လက်ပြီးကြိုးစားသွားပါအောင်မယ်လို့ဟုတ် ဇာရေးစင်မမီရှူကူးရဲ့အချစ်ခုခေါ်တင်သည့်စာအုပ်ကိုတိုင်တိုင်ထွန်းစာပေကထုတ်ဝေတာဖြစ်ပြီးတုံး2000ကျပ်နဲ့ရောင်းချသွားမှလည်းဖြစ်ပါတယ်လူတိုင်းမှာအချစ်ရှိတာကိုဖြူယောင်တဲကခံစားတတ်တဲ့အတဲ့နှလုံးလေးအဖြစ်ဒီစာအုပ်ရဲ့လိုကိုအဖုံးလေးဖန်တီးထားတဲ့အကြောင်းကိုစိုးရီထွန်းကပြောပြပါတယ်ဒီစာအုပ်ကတော့အချစ်ကိုဟို base လုပ်ထားတယ်ဒါပေမဲ့ဒီအချစ်ကတော့ဒီ လူတိုင်းမှာရှိတယ်။ logo လေးကလည်းဒီဖြူစင်တဲ့အခြေအနေမှာဘဲနှလုံးလေးတစ်လုံးပါတယ်ပေါ့နော်။ဒီလူတိုင်းမှာခံစားရတဲ့အတိုင်းနှလုံးလေးရှိကြရဲဆိုတော့ squad ဖြစ်တာ။အဲ့တော့အမရဲ့စိတ်ကူးအများကြီးမိုက်လေပြီသူတကယ်လုပ်တယ်သူတကယ်တွေးရတာတကယ်လုပ်ရတော့သူအများကြီးအောင်မြင်ပါပါအောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါလူမှုကွန်ရဲ့ Facebook စာမျက်နှာမှာစာအုပ်ဖုံး logo ကို profile ဖြစ်ချိန်ပေးဖို့ပြောတာကလည်းစာရေးဆရာမရဲ့လှုပ်ဆောင်ချက် အောင်မြင်တယ်လို့ပြောနိုင်တယ်လို့အတွင်းမြင့်တက်တယ်လဲ ပို့ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ထပ်လိုက်ခင်မှာ तू က profile picture လေးညောင်းခိုင်းတယ်ပထမဆုံးဘာလေးလဲဆိုတော့ဒါပို့ပြီးစိတ်ဝင်စားပြီးပါ first image ကတော့အရင်ကောင်းတယ်ပေါ့နော်ပြီးတော့ခါကြတော့မှ design တအုပ်လုံးကိုကို memory ကိုလည်းထပ်လိုက်တဲ့သူ့တက်လိုက်ကောင်းပါရှင်ဟုတ်ပထမဆုံး step ပြောင်းလိုက်ခဲ့ပြီးနောက်ပိုင်းနောက်ထပ်ခြေလှမ်းတွေအများကြီးကိုလည်းဒီထက်ပို့ပြီးအောင်မြင်တဲ့ဇာတ်ဒီဒီထက်ပို့ပြီးတော့ကောင်းမွန်တဲ့အတွေ့အခေါ်သစ်တွေ support ပြည့်တက်ကိုပြီးနိုင်ပါစေလို့ဆုတောင်းပေးပါရှင်